ရရမှာတော့ဗျပြီးတော့လေဖះဒီနေရာကြီးတဲ့ပွင့်တာဆိုတော့အိန္ဒိယအခုဝရိမာပေါ့နော်မဟာဗောဓိနေရာပါကြီးတယ်လို့ပြောတယ်ဒီမဟာဗောဓိနေရာအပြင်ဟိုအာဖရိကတိုက်ရဲ့အရှိဗနာဒီကိုကာကြာတော့လည်းဘာလည်းမသိပါဘူးအဲ့ဒီကျွန်းကနေပြီးတော့မှမြောက်ကိုရွေ့လာတာရွေ့လာတဲ့အခါအခုအိန္ဒိယနိုင်ငံကြီးဖြစ်လာပြီဒီလိုအိန္ဒိယနိုင်ငံကမြေကြီးရဲ့တခါတည်းအထက်ကိုတော့ပြီးတော့ဟိမောဒတောင်ဖြစ်သွားတာအဲ့လိုဆိုတော့ဘယ်ဒီပါဘောဓိနေရာလေးက အဲ့ဒီကရွေးလာလို့မှဒီနေရာရှိတာယူဒါရွေးလာတာလည်းနေ့ကလည်းဘလောက်မှကြာသေးတာမှမဟုတ်တာဆိုတော့ဘယ်လိုလုပ်ပြီးဒီနေရာမှာအရင်ဖျားတွေပွင့်လာလို့လားကျွတ်တူဟာပြောမစွေတော့အတိတွေကအိမ်ပြီးတော့နေကြတော့မဟုတ်တော့အားတွေကိုထင်အောင်မြင်ရှောက်ပြောကြတာဗျအဲ့တော့ကျွတ်တူဖျားရင်ကလည်းဖျားမရှိပါဘူးလို့ဒီလိုဆိုလိုတာပေါ့ဗျာပြောချင်တာကတော့အဲ့ဒီဖျားတွေမရှိတာကိုရှောက်ညင်းအငင်းပွားနေတာမဟုတ်ဘူးကျွတ်တူဖျားပဲဒီရိယတိစ္ဆာတရားခေါ်နိုင်တာလို့ပြောချင်တာ ဒီရိယဒေသတရားဆိုတာလူဒေသတရားလူဒေသတရားကိုမူပေါင်းကြကြပေါ်တာတို့တို့ဖြစ်ပါတယ်လူတွေကတော့အဲ့တိုင်းပဲတော့ရံဖြစ်ဆရာရှင်ဖြစ်နေကြတယ်တင်းပြဆရာရှင်တင်းပြနေကြတယ်ဘာဖြစ်လို့တင်းပြတာလဲမသိဘူးဘာဖြစ်လို့ရံဖြစ်မှလည်းမသိဘူးကိုကနေပြီးတော့မွေးပြေးလိုက်လို့ကိုသားသမီးဖြစ်ရင်ကိုနဲ့တင်းပြတယ်တို့ကကြီးလာလို့မလို့တို့စီဝါနဲ့တို့ဖြစ်လာပြီဆိုကိုနဲ့မတင်းပြတော့ဘူးဟောကိုသားသမီးဖြစ်လို့ချစ်တယ်ကိုသားသမီးကနေပြီးတော့ကြီးသွားတဲ့ခါကျမှချစ်ဘာဖြစ်လို့ပြန်မချစ်တာပါလဲမသိဘူးပြန် အဲဒီလိုပဲပေါ့ဗျာအာလင်မယားချင်းလည်းအကြောင်းတက်မိငယ်တော့ကတော့ချစ်ကြတယ်နောက်ကြီးလာပြီဆိုဆိုဆိုတဲ့အခါကျတော့ဘာမှတယောက်ကိုတယောက်လည်းအသုံးမချနိုင်ကြတော့ဘူးဆိုတဲ့အခါကျသူတို့ချစ်တယ်ဆိုလို့မရှိတော့ဘူးလို့ဖြစ်ရကောမှာဖိုးကြီးတယောက်နဲ့ဖွားကြီးတယောက်အိတ်တိန်နဲ့မှလူချားကတယောက်ရဲ့အိမ်ပေါ့ဗျာထားထားသူ့ကိုလည်းအလုတ်ကျွေးလည်းပဲထားပေးထားပါလေအဲဖွားကြီးကဒီတော့ကနေလေဖိုးကြီးကဟိုတော့ကနေလေရပြည့်နေကြတယ်ကနေတော့တမရှိဖိုးကြီးနဲ့ဖွားကြီးက အခုရက်နေပြီးတကလားသမင်းလာကြွေးတဲ့သူကိုတခါတော့ဘယ်လိုပြောလိုက်ညာလိုပြောလိုက်ဟိုကစားလိုက်တယ်ဟာစားလိုက်ဒါဒီစားနေတာပဲဒါလုတ်နေတာပဲဘာကြမ်းလဲဘဝရည်လေးရန်ထောင်းနေတယ်တခါလေးကသူလိုသားတော့ပြင်လူအချင်းချင်းမချင်းမုန်းတာဗျာနော်တီဘိုးကြီးနဲ့ဘွားကြီးတက်ကလည်းကြီးလာလို့မှသူတို့တော့မသိမလုတ်နိုင်တော့တဲ့ချိန်ရောက်ရန်ဖြစ်နေကြသေးတော့ရှိသေးတယ်လို့ပြောအောင်ပါဗျာနော်အဲ့တော့သူလိုသားတော့ချင်းချင်းမချင်းမုန်းပဲဗျာဘာဖြစ်လို့မုန်းမှန်းလည်းမသိဘူးဘာဖြစ်လို့ချင်းမှန်းလည်းမသိဘူးဗျာ အဲ့ဒါကိုကျွန်တော်ခင်ဗျာအရိယတစ္ဆာကိုဖော်ထုတ်လိုက်တယ်ခင်ဗျာဟာချစ်တယ်ဆိုတာဒီလိုကြောင့်မုန်းတယ်ဆိုတာဒီလိုကြောင့်အချစ်ငြိမ်းချမ်းတယ်လေမုန်းရင်မငြိမ်းချမ်းဘူးငြိမ်းချမ်းတာဘယ်လိုကြောင့်အဲမငြိမ်းချမ်းတာဘယ်လိုကြောင့်ねသူကနေပြီးတော့ကားရဲနိယမလေးတစ်ခု theory လေးတစ်ခုပေါ့ဗျာသူလှုပ်ပေးသွားလိုက်တာဆိုတော့ဘယ်သူမှမလှုပ်တတ်ခဲ့ဘူးလူတပိုင်းမှာကျို့တို့ခင်ဗျာတဆူတည်းလှုပ်တတ်တာသူမပေါ်ရင်ခုထီလည်းပဲဒီလိုလိုဒီလိုလိုနေပါပဲအဲသူပေါ်လာတဲ့အခါကျတော့ ဒီအရိယတစ္ဆာပေါ်လာလူစနစ်ပေါ်လာဒါပေမဲ့အကြောင်းလေးတော့လူစနစ်သိမခံဘူးဗျာတစ်တရားကြော်လောက်ရောက်တဲ့အခါကျတော့ဖြစ်ဖြစ်ပြီးခလာပျောက်ပြက်ပြီးတော့အရိယတစ္ဆာအတုဖြစ်လာအရိယတစ္ဆာအတုဆိုတာသဘာဝတွေကိုအရိယတစ္ဆာလို့ပြီအရိယတစ္ဆာရဲ့အဆံတွေကသဘာဝတွေဖြစ်လာတကယ်အရိယတစ္ဆာရဲ့အဆံတွေကအမှုတွေဖြစ်လာအဲအရိယတစ္ဆာရဲ့အဆံတွေကအမှုတွေဖြစ်ရမှာပေါ့အမှုကိုမသိတဲ့အခါကျတော့သူကသဘာဝကိုအရိယတစ္ဆာအဆံဖြစ်တယ် ဒုက္ခဆိုတာကသဘာဝတွေပဲသမုဒိယဆိုတာလည်းသဘာဝတွေပဲនិရောဓတို့မဂ္ဂတို့ဆိုတာလည်းသဘာဝတွေပဲ ਨੇ သူတို့ကအဲ့လိုလုပ်တဲ့အခါကျတော့ဒါအရိယသစ္စာအတုဝင်သွားတာဘယ်လိုပြောအောင်လဲဒီအရိယသစ္စာအတုဝင်လာပြီမဲ့လေသူပြောခဲ့တဲ့စကားတွေကိုကြီးညိုလေးစားပြီးတော့သူ့ကိုလေးစားပြီးတော့ရွတ်ဖတ်ပြီးတော့လာကြတာတယောက်ကတယောက်တင်းတယောက်ကတယောက်တင်းနဲ့နောက်ကြတဲ့ခါကျစာရီပီရီပေါ်လာတဲ့ခါကျတော့တို့စီရောက်လာသည်မြတ်တို့မှတ်မိသည်မြတ်တို့ဖြင့်စာပေါ်မှာတင်းပြီးရေးမယ်ဆိုပြီးတော့ စာနေရေးထားဟောကျုပ်တို့စီထီစာရောက်လာရောက်လာတော့ကျုပ်တို့ကကြတော့ခစ်ကလည်းနည်းနည်းကောင်းလာပြီဆိုတော့ကျုပ်တို့ကခုနကလိုပဲကိုကကရိုးတာတာကြီးနေလိုက်တဲ့အခါကျတော့အဲ့ရိုးတာတာကြီးနေတာကိုနည်းနည်းလေးမြင့်ပြီးပြောမှဆိုတော့လူပီပီနေလိုက်တယ်လို့လူပြောမှာပေါ့ဗျာတော့လူပီပီနေလိုက်တယ်လို့ဆိုတဲ့အခါကျတော့ဓာရီကိုနည်းနည်းဒါဖတ်တတ်တဲ့အဖြစ်ရောက်လာတော့ပဲအခုကြည့်တော့ဘုရားကနေပြီးတော့အာသူဖြစ်သေးပြီးနောက်ဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတဲ့စကားမပြောဘူးလို့ဆိုတဲ့စကားကို ဖတ်ကြတာဘုန်းကြီးတွေဗကန်ခေကဘုန်းကြီးတွေလည်းဖတ်တယ်ဟိုကခေကဘုန်းကြီးတွေကုန်းပေါင်းခေကဘုန်းကြီးတွေလည်းဖတ်တယ်အင်္ဂလိပ်ခေကဘုန်းကြီးတွေလည်းဖတ်တယ်လွတ်လပ်ရပြီးမှဘုန်းကြီးတွေလည်းဖတ်တယ်နင်းနေတော့တော့ဘုန်းကြီးတွေဖတ်လာကြတာမဟုတ်ဘူးဖတ်တဲ့သူတို့ရဲ့မနောဖတ်တဲ့သူတို့ရဲ့မနောကလူမပီတာလူမပီတာပဲနဲ့ဖတ်ပြီလို့ဆိုတဲ့ခါကျအဲ့ဒီဖတ်တာတွေကိုသူတို့နားမလဲဘူးဖတ်တတ်ဘူးပေါ့ဗျာမဖတ်တတ်ဘူးလို့ပြောလိုက်တာလေးကိုခင်ဗျားတို့လည်းမယုံမရှိကြနဲ့လို့ပြောကြတယ် စာပြီးမှဖတ်တတ်ဘူးပြဒီလားဒါလေးလည်းနည်းနည်းအကြောင်းသိလို့ပြောအောင်ကျုပ်ကိုဒီเจ้าကိုနေဖို့ရအတွက်ဥဝေးလို့ဟာနေပြီးတော့ကရင်တလုံးနဲ့ခြင်တော်တလုံးနဲ့ခြင်တော်တရာသူတို့ကအုပ်တဲ့ခြင်တော်ကလေးတွေအိတ်တဲ့ခါအုပ်တဲ့ခြင်တော်မျိုးပေါ့ဗျာအဲ့ဒါမျိုးကြီးတို့ပွဲပြီးတော့ကျုပ်ကရင်ဘွားကိုသူအုပ်ထားကြတယ်ပေါ့ကျုပ်ကလည်းမသာလောင်းနေအုပ်ထားမြင်မှုတာပေါ့အဲ့တော့ငါထားကြီးကခြင်လည်းမကပ်ဖြစ်နေဘွားအုပ်ထားငါလောင်းကောင်းကြီးလို့လို့ပဲဘွားလို့ဒါရှုပ်ပါလေချုပ်ချုပ်သားမှာပေါ့တာချုပ်သားမှာဆိုချုပ်လို့မခေါက်တာ အဲ့လိုဆိုကိုကခောက်ပြီးခေါင်းထိုးထားပါဗျာကိုကခောက်ပြီးခေါင်းထိုးထားတဲ့ခါကျတနေ့ကျဒါကြီးချုပ်ပါလေကွာလို့ကြာနာခေါ်အောင်ပါသူပြီးတကလားအခေါက်ခိုင်းတာပါဗျာကိုတော့မခေါက်တာဥအေးဆိုလို့လည်းတကယ်တော့လူသက်တရားဗျာဟိုမြင့်နေတာဥကြီးသူလူသက်တရားဗျာဥညွန့်ဝေခုမရှိတော့ဘူးဗျာနောက်ကြည့်ဥညွန့်ဝေပဲပါတယ်နောက်တခါဒီเจ้าနေလုံတော့ကလက်သမားလုတ်တဲ့လူတရားဗျာ ကိုဝင်းဆွေသူတို့သုံးယောက်ခေါက်ကြဒီတောင်းလေးရှင်းတာအဲ့ဒီအဲ့ကမာစားပါတယ်သုံးတန်းလားလေးတန်းပါတယ်ရှင်းတော်ခေါက်နေတစ်ဘယ်လိုခေါက်နှစ်ဘယ်လိုခေါက်သုံးဘယ်လိုခေါက်အဲ့ဒီဇာရန်ကြီးကိုကလထိုင်မောတင်းတော့ဖတ်ပြီးတော့ခေါက်ကြ နှစ်နာရီကြာတယ်ခေါ်လို့မရဘူးဘောဘောမက်ကနှစ်နာရီကြာတယ်ခေါ်လို့မရဘူးကျုပ်ကတင်ကန်းစာယူလိုက်တာဘာတင်ကန်းစာယူတာဆိုတော့သူတို့စာမဖတ်တာဘူးပီဇာဖတ်တဲ့အခေါက်တာမှာပေါ့နော်ပီဇာကိုသူတို့အနက်မထင်အနက်တင်ခေါက်တာမှာပေါ့ဖတ်တယ်ဖတ်ဖလိုက်ဖတ်ပြီးဒါဒီလိုလုံးအောင်ပါလေလုပ်ကြည့်လားဟောနောက်တစ်ခါအကျိုးသွားလိမ့်မယ်ဟာပြီးပါအကျိုးသွားလိမ့်မယ်ဟာပေါ့လေမဖြစ်ဘူးကွာပေါ့လားဒါနဲ့ အဲ့ဒီသုံးယောက်ထဲတယောက်ကထွက်သွားပြီကာဘောကြီးလည်းကတော့လည်းသူကကိုရင်းစုကထွက်သွားပြီကိုရင်းစုကထွက်သွားကိုညွန့်ဝင်လည်းကိုအေးနဲ့သူတို့ကကိုကြီးကလည်းဇွဲရှိရခါးဖြစ်ရမယ်ကွာဒီစားကြည့်ခေါ့ရမှာပေါ့စာဘမဘတ်တရာဆိုတော့ခေါ့တာဘူးဗျာကြည့်နော်ဒါဗမာလူရေးတာအင်္ဂလိပ်လုံးမရေးတာမဟုတ်ဘူးစာတန်းလေး၄တန်းဒီ၄တန်းကိုမဖတ်တတ်ဘူးဗျာတို့တို့ ကြည့်နော်ပိဋကစာပေတွေမဖတ်တတ်ဘူးလို့ဆိုတာကဲဆန်းလားဗျာနော်ပိဋကစာပေတွေအနဲ့မထင်ဘူးဆိုတာတို့ကအနဲ့မထင်လို့ဒါမဖတ်တတ်တာပေါ့နော်ဟုတ်မခောက်တတ်တာပေါ့နော်ဒီစာကအနဲ့တင်ခောက်တတ်မှာပေါ့ဒီစာဘယ်လိုလုပ်လို့ဆိုတဲ့ဟာကိုတို့ဘယ်လိုလုပ်တယ်လို့ဆိုတာမျိုးအနဲ့တင်ရဲ့သူ့ချိုးကြတယ်လုပ်တတ်မှာပေါ့ဒါပေမဲ့အဲ့နှစ်နာရီလောက်ကြာသွားတဲ့အခါကျတော့ကိုညွန့်ဝေရလာပဲဗျာကွာဒီလိုချိုးချိုက်တော့မယ် ဟာမလုံးနဲ့ဟာကြိုးသွားလိမ့်မယ်တဲ့ပြောင်းလိုက်ပြောအဲ့လိုပြောရင်လည်းဟိုလူကလည်းချိုးချရတယ်ကားနဲ့ကြားခနဲ့သူရှင်တော်ခောက်ရဖြစ်သွားတယ်ဟာသူခောက်တော့လည်းပဲရှင်တော်ကပွားတိပွားရောင်းကြီးနေမယ်အောင်မင်းသူကလည်းနဲ့သူပြားပြားလေးကြားတယ်ခါလိုက်တာအော်လို့ဒီစာမဖတ်တတ်ပါလားလို့ဒီလောက်စာလေးတောင်မဖတ်တတ်မှာတော့လို့ဟိုလွန်ခဲ့တဲ့ည2500ပြောခဲ့တဲ့စာပေလေးကိုမဖတ်တတ်ဘူးဆိုတာဘယ်ဆန်းလိမ့်မတော့ဘူးလို့အဲ့တော့စာဖတ်တတ်တယ်လို့ဆိုတာဟာ စာပေါ်မှာမူမတည်ဘူးကိုအုံနောက်ပေါ်မှာမူတည်တယ်လို့ဒါလိုပြောကြပါဆိုတော့ကိုအုံနောက်ကငကောအတိထားတာမဟုတ်ရင်ဒါမလုပ်တတ်ဘူးခင်ဗျားတို့ဗမာစာဖတ်တတ်ကြတယ်အဲ့ဒါကလေးတွေတတ်တာမဟုတ်ဘူးသင်ထားပြီးမှတတ်တာခင်ဗျားတို့ခေါင်းထဲမှာဗမာစာဖတ်နည်းတွေရှိနေလို့ခင်ဗျားတို့ဗမာစာဖတ်တတ်တာခင်ဗျားတို့တခါမှဗမာစာမသင်ဘူးလို့ဆိုလို့ရှိရင်တရုတ်ပြည်ကတရုတ်ပြည်ပေါက်တဲ့တရုတ်တယောက်ကိုဗမာစာဖတ်ခိုင်းကြပါလားဘလို့ဝတ်သူမဖတ်တတ်ဘူးဖြစ်ရမယ် ဘာလို့လဲသူကောင်းထဲမှာဘာမှသာမရှိလို့အဲဒီလိုပဲကျုပ်တို့ဖခင်ကပါရမီတွေဆိုပြီးတော့ခင်ဗျားတို့သိနေကြတာရှိတယ်ပေါ့ဗျာပါရမီဆိုတာဖခင်တရားရဖို့အတွက်အခြေခံလုပ်ငန်းတွေကိုပါရမီလို့ခေါ်တာဟုတ်ပါတော့ကျုပ်တို့ဖခင်တရားရဖို့အတွက်ဖခင်တရားနဲ့လျော်ညီတဲ့လုပ်ငန်းတွေကိုလုပ်တာကိုဒါဖခင်တရားရဖို့အတွက်အခြေခံကြလို့အဲ့ဒါကိုပါရမီလို့ခေါ်တာ ပြောမှဆိုရင်တို့ဘာတမီမရှိလို့တို့ခေါင်းထဲမှာဒီဟာကိုဖတ်တတ်တာမရှိတာကျုပ်ကဘာတမီရှိလို့ဒီစာကိုဖတ်တတ်တာဘုရားရဲ့သေပြီးနောက်ဖြစ်တယ်မဖြစ်ဘူးလို့ဆိုတာတွေဟာမပြောဘူးလို့ဆိုတဲ့စကားကိုပေါ့ဗျာပြီးတော့ဘုရားရဲ့အရိယတစ္ဆာတရားဆိုတာဟာအမှုပြောတာလို့ဆိုတာထိကျုပ်သိတာကျုပ်ဘာတမီရှိလို့သိတာတို့ဘာတမီမရှိလို့မသိတာဘာလို့ကျုပ်ဘာတမီရှိတာလဲတို့ကဘာလို့ဘာတမီမရှိတာလဲအဲ့ဒါလေးလေးပြောဖို့လိုတယ်ဗျာ ကျုံတောထွက်လိုက်တယ်အသက်25နှစ်မှာတောထွက်တော့တောထဲမှာဘာမှမလုပ်ပြီပဲဘာလုပ်တုံးလို့ဆိုလို့ရှိရင်ဘာမှမလုပ်ဘူးလို့ဆိုတဲ့သူကဘာလုပ်မှမလုပ်တာနဲ့တူတဲ့အလုပ်တစ်ခုလုပ်တယ်အဲ့ဒါဘာလုပ်လဲငါထမင်းစားတယ်ဘာကြောင့်ထမင်းစားရမလဲလို့ဆိုတော့ငါစဉ်းကျင်မယ်ငါဝူးဝတ်တယ်ဘာကြောင့်ဝူးဝတ်ရမယ်လို့ဆိုတော့ငါစဉ်းကျင်မယ်ငါကြောင်းအဲ့ရနေရာကိုတုံးသေးမယ်။ဘာကြောင့်အဲ့ရနေရာတုံးသေးတယ်လို့ဆိုရင်ကြောင်းငါစင်ညင်မယ်။အဲ့ဒါပါနေကြီးပြ ြောမစင်တော့ဘာပါရမီတော့လို့စင်တော့ပညာပါရမီလို့ပြောကြတာအဲ့ဒီလိုမျိုးလို့တင်ငန်းရဲ့ဆွမ်းရဲ့ကြောင်းရဲ့ဆေးရဲ့အချက်ကလေး၄ချက်ပစ္စည်း၄ပါးကိုဟာတင်ငန်းကြောင်းဆေးပစ္စည်း၄ပါးဒီပစ္စည်း၄ပါးကို